မွန်ပြည်နယ်အတွင်းချောင်းကောမြောင်းကောတဘာဝရေနှုံမြောင်းများပြန်လည်ထူပေါ်ခြင်းလုပ်ငန်းများမြေကဘာ6ကဘာရှိတာဒမန်များတည်ဆောက်ပြုပြင်ခြင်းပင်နယ်တည်ရေဝင်ရောက်နိုင်တဲ့ဒေသများမှာရေငန်တာတာများတကားများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာချောင်းဆောင်မြို့နယ်ရှိတောင်သူများຫນွေမိုးဆောင်တီးနှံဆိုင်ပြိုးနိုင်ရင်စားရရိတ်ခါဖူလုံစေဖို့အတွက်6ခွေပက်လည်းရွယ်စား9ပေါက်ပါရှိတဲ့ကရင်ဝင်းစိန်ရေတိုင်းတကားဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။ချောင်းဆောင်မြို့နယ်ကရင်ဝင်းစိန်ကျေးရွာအုပ်စုနဲ့ မိုးခွဲကြီးရွာအုပ်စုရှိလယာမြင့်များဟာနှစ်စဉ်ရေကြီးပြီးရေငန်နဲ့နှုံးဝင်ရောက်မှုနှွေခါမှာချောင်းအတွင်းရေငန်များဟာလယာမြင့်များမှာစိတ်ဝင်မှုမိုးရသည်မှာနှုံးများပျော်မကြမီ ရေကြီးမှုစတဲ့ဆိုဂျိုများရောနေပပျောက်စေဖို့အတွက်ရေတိုင်းတကာတည်ဆောက်ပေးရခြင်းဖြစ်ပါတယ်။အဆိုပါကရင်ဝင်းထိန်ရေထိုင်းတကားကိုမိုးစပါးလယ်မြေ1351အေကာအာ ပင်လယ်ရေငန်ဝင်ရောက်မှုရေကြီးနှျောမှုရောနှဲတက်တာဇေယျနဲ့ရေကြိုတူလောင်ထိမ့်သိမ့်နိုင်ဖို့အတွက်ကရင်ဝင်းစိန်ချောင်းရေခေါ်မြောင်းမာကြီးအလျားပေး4900နဲ့စလိုက်ကိတ်5ချက်ပါအုတ်တန်ကူကွန်ကရစ်ရေထိန်းတကအမျိုးအစားကို2024-2025ခုပန်းနာနဲ့မှာငွေကြက်တန်း930နဲ့တိစောက်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ